နိုင်ငံပေါင်း၁၈နိုင်ငံကမော်ဒယ်နဲ့နည်းပညာမြင့်မားတဲ့ဘတ်စကာ၊ကုန်တင်ကားတွေနဲ့ပတ်သက်တဲ့ရင်းပိုးပစ္စည်းနဲ့ဆိုင်ရာနိုင်ငံတကာကုန်စည်ပြပွဲကိုရန်ကုန်မှာပြုလုပ်နေပါတယ်။ ရန်ကုန်မြို့ရှင်စောဘူးလန်းက MEP ခန်းမမှာဘတ်စကာကုံကားပါဝင်ကားပစ္စည်းအစိတ်ပိုင်းပြပွဲမှာနောက်ဆုံးမော်နီးပညာတွေကိုအော်တိုဘာ28ကနေ30ရက်နေ့ထိပြသရောင်းချနေပါတယ်။ရန်ကုန်မြို့မှာမြို့ရင်းသုံးဘတ်စကာရင်လိုင်းတွေကိုအများပိုင်းရင်လိုင်းဖြစ်ပြောင်းလဲပြီးဆွဲဖို့စီစဉ်နေခြင်းဖြစ်တာကြောင့်လုပ်ငန်းရှင်တွေကမော်ဒယ်နဲ့နီးပညာမြင့်မားတဲ့ဘတ်စကာတွေနဲ့ကုန်တင်ကားတွေကိုစိတ်ဝင်စားမှုရှိနေပါတယ်။အဲဒါတော့ကျွန်တော်တို့မြင်တာတော့လက်ရှိမှာတော့တချို့ Hino တို့နောက် VNN ကားတွေကိုတင်ပြထားတွေ့ရပါတော့။ တို့တို့အနေနဲ့ quality ကတော့ကောင်းပါတယ်တို့တော့လည်းဈေးကတော့နည်းနည်းလေးများနေတာပေါ့လို့ရှိနေတာရန်ကုန်မြို့ရင်းပြည့်ဆွဲတဲ့ဘတ်စကားလိုင်းတွေကိုမြားပိုင်စနစ်ပြောင်းလဲရမှာဘတ်စကားအစ်စ်တွေနဲ့ပြည့်ဆွဲဖို့ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်ကစီစဉ်နေတာကြောင့်မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ဘတ်စကားတွေကိုတင်သွင်းဖို့ရှိတယ်လို့လုပ်ငန်းရှင်တူကပြောပါတယ်။အဲရန်ကုန်နဲ့တင်တော်မဲ့ model နှစ်မျိုးလောက်ဘတ်စကား city bus နှစ်မျိုးလောက်ကျွန်တော်တို့တင်သွင်းဖို့စီစဉ်နေပါပြီ။အဲဒီရန်ကုန်ရန်ကုန်ဘတ်စကားလိုင်းမှာလည်းကျွန်တော်တို့ အဲကျွန်တော်တို့အနေနဲ့ပေါ့နော်မြန်မာမော်တော်ကော်ပိုရေးရှင်းပပ်ဘလစ်ကုမ္ပဏီလီမိတက်အနေနဲ့ကားလိုင်းလှုပ်ဖို့စီစဉ်စာမျက်နှာဖြစ်ပါတယ်ဗျ။ City Bus ကတော့ကျွန်တော်တို့ဈေးနှုန်းအနေနဲ့ကျွန်တော်တို့မထုတ်ပြန်သေးပါဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့တင်ဆက်ထားတဲ့ model နှစ်မျိုးအာဟို complete launch မလုပ်ရသေးလို့ပါကျွန်တော် launch launch မှာကျွန်တော်ထုတ်ပြန်ပြမယ်လက်ရှိအချိန်မှာဂျပန်နိုင်ငံကတပတ်ရစ်ကားတွေကိုပဲပြည်တွင်းမှာအသုံးပြုနေတာကြောင့်တဘာဝပတ်ဝန်းကျင်နဲ့လေလုညင်ညမ်းမှုတွေဖြစ်ပေါ်နေတယ်လို့ engineer တို့ကပြောပါတယ်ဆိုတော့ carbon dioxide ကိုကိုတို့က AD blue ဆိုတဲ့ catalyst နဲ့ကိုတို့ကလုခောင်းလဲခံပေးတဲ့အခါကျတော့သူက ။ဟောကောင်းသားအဆက်ထွက်တာနေတော့အောင်ပေါ့နော်။ကဘာကြီးပူနေမှုတော့တက်တာလာအောင်လည်းစူးစမ်းတဲ့ခါကျတော့ဒီလိုဟာမျိုးကိုတို့တွင်းထားပါတယ်။ဒီလိုဖိုးပေါ့နော်။ရန်ကုန်မြို့မှာရှိတဲ့ဘတ်စကားလိုင်းတွေကိုစုစည်းပြီးလိုင်းပေါင်း90လောက်နဲ့မြားပိုင်ကုမ္ပဏီတွေကပြေးဆွဲမှာပါ။ဒါကြောင့်တက်တန်းအနည်း20ကျော်တဲ့ကားတွေကိုတင်စီပြီး2016မော်တဲ့အနေအဆုံရှိတဲ့ဘတ်စကားအစ်စ်တွေကိုတင်သွင်းပြေးဆွဲမယ်လို့သတ်မှတ်ထားပါတယ်။ကျွန်တော်ကတော့ပြည့်စုံကြပါ။